စစ်ကောင်စီဟာတောက်ဖြူမျိုးရေလုံခြုံရေးအပေါ်စိုးရင်လာရကနေစာရဖယုံရေစခန်းအပါဝင်တောက်ဖြူအခြေဆိုင်တည်ရင်တွေက အရေးကြီးတဲ့စစ်ဖက်ရေးဟာစာရွက်စာတမ်းတွေကိုတညာဥရီတပ်ဌာနရှိကိုပြောင်းရွှေ့ယူဆောင်သွားခဲ့တယ်လို့ဒေတာဆိုင်ရာအာနာပိုင်ရီနဲ့နှိစက်တဲ့သတင်းရင်းမြစ်တယောက်ကနရင်းစရာကိုပြောပါရီစစ်ဖက်ရေးရလုံခြုံရေးစာရဖမြို့မရေးစခန်းအမှတ်30နှစ်ရစ်တက်ရင် ခမရ9လီနှစ်ခမရ9လီ ခလာရ34စရိတ်တက်ရင်တွေကအရေးကြီးတဲ့စစ်ဖက်ကြီးဟာစာရွက်စာတမ်းတွေကိုတစ်ပုတ်တောင်တိုက်နေကတညာဝရီတက်ဌာနရှုပ်စီဂျွန်လာအတွင်းမှာပြောင်းရွှေ့လိုက်တာလို့သိရပါတယ်။အဓိကစစ်တပ်တရင်ထေးကအရေးကြီးတဲ့စာရွက်စာတမ်းတွေပစ္စည်းတွေကိုနေပြီးနဲ့ပို့ခဲ့တာဖြစ်ပြီးငလပွေစကန်ကနေတဆင့်တညာဝရီတက်ဌာနရှုပ်ကိုပို့ဆောင်ခဲ့တာလို့ပြောပါတယ်။လက်ရှိမှာ ပြိုင်းစစ်ကေအနီနာဝင်းကျင် မလကျွန်းဧရိယာဝင်းကျင်နဲ့ တိပုတ်တောင်တိုင်းဒီတညောင်းရီရတက်ဌာနရှိ့အနီးကကက်တပြေပတ်ဝန်းကျင်တွေမှာတိုက်ပွဲအရှိန်ဟုန်ပြင်းထန်နေပါတယ်။ကြောက်ဖြူမြို့နေကစစ်ကောင်စီမိသားစုဝင်တရှို့ကိုလေတညောင်းရီရတက်ဌာနရှိ့ကနေတဆင်းပြည်မဖက်ကိုပြောင်းရွှေ့ထားပြီးရခိုင်မိသားစုဝင်တရှို့ကတော့ကြန့်ရှိနေသေးတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။